မင်္ဂလာပါကျွန်တော်ဒီနေ့ R35 26P 2600 mAh ပါတဲ့တက်ခဲကိုကျွန်တော်က 3C Lotus အနေနဲ့ကျွန်တော်ဆန်းပြมาဖြစ်ပါတယ်အဲ့တော့ 3C ဆိုတော့ဒီမှာ7.8 ampere နဲ့ constant current လောက်ဆန်းပြီးတော့มาဟိုဆန်းကြည့်มาဖြစ်ပါတယ်เนาะအဲ့တော့ပြန်ပြအပြင်မိနစ်20ခန်းကြာမယ်ဒါ sales ရဲ့လောလောဆယ်လက်ရှိ voltage ပါအဲ့တော့ဒီကောင်းလေးကို ကျွန်တော်တို့အခုစပြီးတော့ စမ်းပါပြီเนาะဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ခဏနေ10မိနစ်လောက်ကြာတဲ့ချိန်ကျရင်တစ်ချက်ပြန်လာကြည့်ပါမယ်เนาะဟုတ်ကဲ့ပါအခု5မိနစ်58ဆိုတော့10မိနစ်เนาะ10မိနစ်မှာ1300กว่าတီရသွားတယ်အဲတဝက်ပေါ့เนาะဆိုတော့ voltage ကတော့3.39 voltage မှာရောက်နေပြီဆိုတော့ကျွန်တော်တို့နည်းနည်းနောက်ထပ်10မိနစ်5မိနစ်ကြာရင်တစ်ချက်ပြန်ကြည့်မယ်เนาะ အပူတော့ရှိရဲဒါပေမဲ့တအားပူတဲ့တဲမှာတော့သူမပါဘူးဗျเนาะအဲ့တော့ကျွန်တော်နောက်5မိနစ်အာ5မိနစ်မဟုတ်10မိနစ်ကြာရင်တစ်ချက်ပြန်ကြည့်ပါမယ်ဟုတ်ကဲ့ပါအခုဆိုရင်တော့16မိနစ်ရှိသွားပြီ footage ကလည်း3.05မှာရောက်နေပြီအာကျွန်တော်တို့ဒီရထားတာ2490ကျော်ရထားတယ် mh က2500ပြည့်သွားပြီ16မိနစ်မှာအဲ့တော့ကျွန်တော်တို့တခါတည်း ဟို2.7မှာ cut off လောက်တယ်ဆိုတော့ဒီခါလေးစောင့်ကြည့်လိုက်မယ်เนาะအခုဆိုရင်3 volt အရောက်မှာ2920ကျော်ရမယ်2.99ဖြစ်သွားပြီเนาะကျွန်တော်ခဏလေးတစ်ချက်ဒီခါလေးကျွန်တော်စောင့်ကြည့်အောင်ဗျဘယ်လောက်ထိရနိုင်မလဲဆိုတော့သိအောင်ကျောင်း2.94ကျောင်းမှာ2.7เนาะအဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်တို့ ရသွားတာ2673 mAh ကိုရသွားတယ်မိနစ်20ကြာတယ်2673ဆိုတော့ဒီကောင်းနေကျွန်တော်တို့ဒီ 26B 2600 mAh ဒီကျွန်တော်တို့ 3C အပြည့်7.8 ampere နဲ့စမ်းတာတော့မှဒီကောင်းနေအပြည့်ထွက်တယ်ဆိုရတဲ့ပေါ့နော် heat ကတော့သူကအပြည့်ဆွဲတဲ့အတွက် heat ကတော့ရှိတယ်ဗျာနော် ဒါပေမဲ့ဒီကောင်းနေကျွန်တော်တို့ဒီဈေးကွက်ထဲမှာအတုံးများတဲ့26 E တို့ပါအောင်နဲ့ဒီကောင်းနေပြိုင်ပြီးတော့မှဆွဲလို့ရတယ် เนาะ now သူရဲ့ life cycle ကလည်းကျွန်တော်သိတလောက်ဆိုရင်စေယုံကပေးထားတဲ့ number တွေအရဆိုရင်ဒီကောင်နေ 26E ထက်ကိုဒီကောင်ပို့ပြီးတော့မှများတယ်အဲ့တော့ပုံမှန်70နဲ့ power station ဆင်တဲ့လူတွေအတွက်ဒီကောင်နေတော်တော်တင့်တော်တဲ့နေရာမှာပါတယ် 26E machine ဒီကောင်ကိုအစားတို့တုံးလို့ရတယ်အဲ့ဒါအတွက်ကိုစိတ်ချလက်ချတုံးလို့ရပါတယ်เนาะအဲ့အတွက်ကိုကျွန်တော်ကစမ်းပြပေးတာပါအဲ့တော့ဒီမှာတစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုရင်2006အပြည့်ထွက်တယ်မိနစ်20ကြာတယ် เนาะအဲ့ဒါကိုကျွန်တော်စံပြပေးတာအဲ့တော့ပြီးရင်ကျွန်တော်ဒီမှာပြန်သွားလိုက်မယ်ဒါ footage ကလောလောဆယ်3.16ကိုပြန်တက်သွားပြီเนาะဒါကျွန်တော်စံထားတဲ့7.8 MB ရပါဟုတ်ကဲ့ပါဒီဟာလေးကျွန်တော်တို့ဒီမှာပစ္စည်းလေးရှိပါတယ်အားပေးလို့ရပါတယ်เนาะကျေးဇူးပါ